မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ Manchester United ကစားသမား Jadon Sancho ရဲ့အမ်အနာဂတ်အပြောင်းအရွှေ့ဖြစ်နိုင်ခြေတွေပါပဲအခုတည်င်းတွေအမျိုးမျိုးထွက်နေတယ်ဆိုတော့လေသူရဲ့ရှေးရေးဘီလိုဖြစ်လာနိုင်မလဲဆိုတာကိုရထားလေအချက်လက်တွေနဲ့နည်းနည်းအသေးစိတ်ကြည့်ကြရအောင်ဟုတ်ပြီနော်ဟုတ်ကဲ့ပါစိတ်ဝင်စားစရာအခြေအနေတစ်ခုဖြစ်နေတာတော့အမှန်ပဲကဲဒါဆိုပထမဆုံးဟိုကအချောင်းစီးမှာအငားသွားတော့ကကိစ္စလေးပြန်ကြည့်ရအောင် အစကပေါင်25သန်းနဲ့အပီခေါ်မယ်သဘောတူညီချက်ရှိခဲ့တယ်လို့ကြားတယ်။ဟုတ်ပါပြီးတော့ကစားသမားကလည်းခြေစွမ်းပြနိုင်ခဲ့တယ်လေ41ပွဲမှာငါးဂိုးသွင်း10ဂိုးဖန်တီ conference league ပါရခဲ့တယ်အဆင့်လေးလဲဝင်ထဲတယ်အလောက်ဆိုအဆင်ပြေနေပြီလို့ထင်ရပေမဲ့အဆုံးမှာတော့ Chelsea ကပေါင်၅သန်းပဲပေးပြီးတော့ United ပြန်ပို့လိုက်တယ်အဲ့ဒါကဘာကြောင့်ဖြစ်သွားတယ်လို့ထင်လဲရရှိအဆီဇင်မှာသူအဝင်ရက်လာဒါမှမဟုတ်85သန်းကသူ့အတွက်တန်နေလို့ရောမြင်ရက်လာ နော်မီကစားသမားရဲ့လဆာကလည်းရှိသေးတယ်လေကုန်ကြစရိတ်ကိုချိန်ပြီးတော့အဲဒီလိုဆုံးဖြတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်ဩဟုတ်ကဲ့ကုန်ကြစရိတ်နဲ့တံပိုးပေါ့နော်ဟုတ်တယ် United ဘက်ကတော့အရင် Chelsea နဲ့သဘောတူထားတဲ့အဲ့ဒီပေါင်း25သန်းဝင်ချင်ကိုတခြား club စီကနေပြန်ရဖို့မျှော်လင့်နေပုံလေအခုလက်ရှိမှာတော့အီတလီကနာပိုလီကသူ့ကိုခေါ်ဖို့အပြိုင်အဆိုင်မှာဥဆောင်နေတယ်ဆိုပြီးသတင်းတွေကတော်တော်လေးကြဲကြဲပြန်ပြန်ထွက်နေတယ်။ဆန်ချိုဂရိုင်းကလည်းနာပိုလီကိုပြောင်းချင်တယ်လို့ဆိုတယ် အထူးသဖြင့်နိဘက်တဂွန်ဒီကသူ့ကိုအရင်ကားတည်းကစိတ်ဝင်စားခဲ့လို့ဆိုပြီးတော့လေဟုတ်ပါတယ်ဂွန်ဒီရှိနေတာကဆွဲဆောင်မှုတစ်ခုပေါ့ဒါပေမဲ့အဲ့မှာပဲတစ်ခုဖြစ်လာပြန်ကိုအဲ့ဒါကလဆာကိစ္စပဲอืมအဲ့ဒါကအဓိကအခက်အခဲဖြစ်နေတာဂျာနယ်လစ်တွေလောက်ကူကထားတာမှာနေပိုလီအာကစားဒါရိုက်တာဂျူဗော်နီမနာကတော်တော်ပြည့်ပြည့်ဒါတာပြထားတယ်ဆိုပဲကျွန်တော်တို့ကန်လန့်ချက်ကရှိပါတယ်ဆန်ချိုတောင်းဆိုတဲ့လဆာကိုတော့ကျွန်တော်တို့မပေးနိုင်ပါဘူးလို့ဆိုလို့တာမျိုးပြောခဲ့တယ်လို့သိရတယ်ရှင်းရှင်းလင်းလင်းပဲနော်ဟုတ်တယ် ဒါကစဉ်းစားရဖြစ်လာပြီ။ကစားနမတယောက်ကသူတကယ်တွားချင်တဲ့ club တစ်ခုတည်းဘလောက်အထိငွေချေးရအလျော့ပေးနိုင်မလဲဆိုတဲ့မေးခွန်းပေါ့။တခြားရွေးချယ်စရာတွေကဘလို့ရှိသေးလဲ။ဟိုဂျာမနီဘွန်ဒက်စ်လီဂါပြန်ခွာဖို့ပေါ့။ဒေါ့မွန်မတူကသူအရင်အောင်မင်းခဲ့တာလေ။ဟွန်း။အဲ့ဒီတရင်လဲထွက်ခဲ့သေးတယ်။သူအေဂျင့်ကဂျာမနီဘက်ကိုလမ်းကြောင်းရှာကြည့်ခဲ့တယ်လို့ဆိုတယ်။ဒါပေမဲ့ Manchester Evening News တရင်ရတော့အဲ့ဒီအစီအစဉ်ကအခုတော့မဖြစ်နိုင်တော့ဘူးလို့နားလဲထောက်ပုံရတယ်။အကြောင်းမျိုးမျိုးကြောင့်ပေါ့လေ 哦，所以意大利呗，这个偏南型系了，不？好吧呗，意大利，啊，土地那不离吧？啊，但是在俺们说了，土个啥子嘛不啊？对，也记得表示的酷皮拉嘛吧？United 嘛个，你别的阿莫里拉嘛，土土尼亚西部个，对面面部嘞。OK。哎了，前那个小腿呢嘞？个啥子嘛个，对面边境呢？那不离个嘞路径呢？ဒါမဲ့သူတို့ပြင်းနေတဲ့လာစာပေါင်းရှိတယ်။ United ကလည်းပြောင်းရွှေ့ကြအလုံးလောက်ပြန်လိုချင်တယ်။ အလုံးကကိုဘကအခြေအနေနဲ့ကိုဖြစ်နေရပေါ့မှန်ပါတယ်ဒါကကစားသမားရဲ့လိုချင်မှုကလပ်ရဲ့ဘတ်ဂျက်ဈေးဝယ်လက်တွေ့အခြေအနေတွေကြာကအမ်ညီနိုင်မှုတစ်ခုပါပဲသူတို့လေဒါတွေအလုံးကိုချုံးလိုက်ရင်ဘာကိုဆိုလိုတာလဲအဓိကကတော့လစာကိစ္စကအကြီးဆုံးအတားအဆီးဖြစ်နေတော့ပဲပေါ့ဟုတ်ပါတယ်အဲ့ဒါပြတဲ့တော့ရင်တော့ပြောင်းရွှေ့ရမြန်သွားနေတယ် ဆန်ချိုကနာပိုလီကိုတွားချင်ရင်လဆာကိုတိတိတတ်တတ်ရှော့ရမယ်တဘောလားဒါမှမဟုတ် United တောင်းတဲ့ငွေရောသူ့လဆာပါပေးနိုင်မယ်တခြားကလပ်ပေါ်လာအောင်မလားစောင့်ကြည့်ရမှာပဲဟုတ်တယ်အဲ့ဒီနှစ်ခုတည်းကတကူဖက်လာနိုင်တယ်သူ့တက်ကလည်းပုံမှန်ကစားဝင်ရပြီးခြေစွမ်းပြန်ပြနိုင်မယ်အသင်းမျိုးကိုလိုချင်ပါပဲလीအင်းဒီကိစ္စကိုကြည့်ပြီးစဉ်းစားစရာလေးတစ်ခုတတိယမိတယ် တော်မော်မှာသူအမခန့်အောင်မိနေတယ်။ဒါပေမဲ့ United တို့ Chelsea အငားကာလာလုံးမှာအဲ့ဒီလောက်ထိပြမထိခဲ့ဘူး။ဒါကဘာကိုပြနေလဲဆိုတော့လေကစားသမားတစ်ယောက်ရဲ့အရေးချင်းတစ်ခုတည်းနဲ့မရဘူး။သူ့အတွက်မန်ကန်တဲ့ club ပတ်ဝန်းကျင် ကစားကွက်ကင်ညီမှုနီးပြရဲ့ယုံကြည်မှုအဲ့တော်တွေအလုံးကဘလောက်အရေးကြီးတယ်လဲဆိုတော့ကိုဒီစန်ချိုကိစ္စကမိမောင်းထုတ်ပြနေတယ်လို့ပဲ။ဒါလေးကတော့ဆက်ပြီးတွေးစရာဘူးနော်။ဟုတ်ကဲ့။တကယ်စဉ်းစားစရာ အချက်ပါပဲ။ ကစားသမားတယောက်ပွင့်လန်းဖို့ပဝင်းကျင်ရဲ့အရေးပါမှုပေါ့ကဲဒီနေ့တော့ဒီလောင်းနဲ့ပဲရက်ကြရအောင်စံချိုးရဲ့အနာဂတ်ဘလို့ဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးစောင့်ကြည့်ကြတာပေါ့